မင်္ဂလာပါဒါတရုတ်ကမကထလောက်ခဲ့တဲ့ဒါစစ်ကောင်စီနဲ့ TNL ရဲ့တွဲဆုံမှုမှာဗောနော်ဒါစစ်ကောင်စီဘက်ကတောင်းဆိုတဲ့တောင်းဆိုချက်တွေကို TNL ကဒါလှန်ပြလိုက်တယ်ဗောနော်ပယ်ချလိုက်တယ်ဗောဗျာပယ်ချလိုက်တယ်သူတို့တောင်းဆိုတဲ့ဟာတွေကတည်ရတိုင်းပဲစစ်ကောင်စီကဒါရှိရှိဖြစ်စင်လိုပဲပေါ့နော် MND နဲ့ဒါလာရှိုးဖြစ်စင်မှာလိုပဲစစ်ကောင်စီကအခုဒါမြို့တွေပေါ့နော်မြို့တွေကိုပြန်ပေးဖို့ဆိုတဲ့ပုံစံမျိုးတောင်းတာပါပဲမထူပါဘူးဒီနောက်ချိုးကြောင်မဲတီဘောမိုးကုတ်နဲ့မိုးမိတ်ကဒါ DNA တက်တွေကိုဒါ ဒီပြန်ပြီးတော့ဆုတ်ခွာပေးဖို့ပေါ့နော်အဲဆုတ်ခွာပေးဖို့ဆိုပြီးတော့ဒါတောင်းဆိုတယ်ပေါ့နော်အဲ့တောင်းဆိုတဲ့ကိုဒါ DNL ကပယ်ချလိုက်တယ်ပေါ့နော်ပယ်ချလိုက်တယ်ဆိုတော့ဒါမဖြစ်တဲ့အရာကြီးလေနော်ဒါမဖြစ်နိုင်တဲ့အရာမြို့လိုချင်တိုက်ယူပေါ့ဒါတပ်ဖွဲ့တွေကလည်းဒီလိုပုံစံမျိုးဒါစူးစမ်းထားတာလေနော်ပြီးတော့အသက်တွေချွေးတွေတွေ့တွေအများကြီးရှင်းပြီးတော့လှုပ်ထားတာအဲ့တော့ပထမဆုံးဒါသိရတဲ့ဒါအနေထားရတော့ဒါ DNL ကဒီဥစ္စာကိုသဘောမတူပယ်ချလိုက်တယ်ဆိုပြီးသိရတယ်ဒီအပေါ်မှာတော့တော်တော်လေးအာရကျဉ်းမှုရှိတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းပြန်တွေးကြည့်မယ်ဆိုရင် ဒါ MNDA နဲ့ကိစ္စလိုပဲဖြစ်လာအောင်မလားဆိုတော့စိုးရင်ချက်တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါ MNDA နဲ့ဒါလာရှုကိစ္စဆိုလဲအဲ့လိုပုံစံမျိုးပဲပေါ့နော်ဒါစစ်ကောင်စီကတရုတ်ရဲ့ဒါတစ်ဖက်လက်ဖီအားနဲ့ပေါ့နော်ဒီမျိုးကိုဒါခေါင်းလေးပဲဝင်ရဝင်ရဒါခြေောက်လေးပဲဝင်ရဝင်ရဆိုတဲ့ပုံစံမျိုးနဲ့ပြန်ဝင်နေတဲ့အနေထားပေါ့နော်အဲ့ကြောင့်အဲ့လိုပုံစံမျိုးပြန်ဖြစ်လာအောင်မလား TNL ရောဒီလိုပုံစံမျိုးတွေအဲကြုံရမလားဆိုတဲ့ဟာကိုတွေးကြည့်ရကြတော့ ကြုံရတာပဲပေါ့နော်ကြုံရတယ်ရှေ့ပိုင်း1027ပထမလိုင်းမှာကတည်းကပေါ့နော်အဲ DNL အပေါ်မှာခုနလိုမျိုးဒါ nested data တွေမှာတိုက်ပွဲဖော်ဆောင်မှုတွေမလုပ်ဖို့အဲအပြစ်ခက်ရက်ဆဲဖို့ဆိုတဲ့ပုံစံမျိုးတွေသူတို့ပို့တာရှိတယ်ပေါ့နော်ရှိတယ်အဲ2024 April လောက်မှာဆိုရင်လည်းအဲသူချင်းချောက်တဲ့ပုံစံမျိုးတွေအစားပြောတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဓိကတော့ဒီအပြစ်ခက်ရက်ဆဲဖို့ပေါ့နော်ပြီးတော့ဒါဒီ nested data မှာတည်ငြိမ် agent ဖို့ဒါကြောင့်မလို့ဒါရက်ဆဲပေးပါပေါ့နော်အဲအဲ့လိုမှမလိုက်နာဘူးဆိုရင် သူကဖြစ်လာမဲ့အကျိုးဆက်တွေကို TNL အနေနဲ့တာဝန်ယူရမယ်ဆိုတဲ့ပုံစံမျိုးဒါချင်းချောက်တဲ့သဘောမျိုးပြောသွားတာပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေပါပြောခဲ့တာလည်းရှိတယ်ပေါ့နော်အဲကြတော့အဲ့အဲ့လိုမျိုးပြောခဲ့တာဖြစ်တဲ့အတွက်အခုဒီမျိုးတွေကရောအဲ့လိုဖြစ်လာနိုင်သလားဆိုပြီးတွေးမိတာပေါ့အဲတရုတ်ကတော့ဒါအခုနောက်ပိုင်းမှာပြောင်ပြောင်တင်းတင်းဆွတ်ဖတ်မှုတွေပို့ပြီးတော့လှုပ်လာတယ်တရုတ်ရဲ့ PR တွေကိုဒလိုင်းတက်ဖွဲ့တွေတော်တော်များများခံစားရလာတယ်ပေါ့နော်အဲကြတော့ဒါက ါမဖြစ်တဲ့ကိစ္စပေါ့နော်ခြားနိုင်ငံတစ်ခုကကိုယ့်နိုင်ငံမှာလာပြီးတော့ကိုယ့်ပြည်သူတွေရဲ့အရေးကိုလာပြီးဆွတ်ဖက်နေတယ်ဆိုတဲ့ဟာကြီးကတိတ်တော့မမိုက်ဘူးပေါ့နော်ဒါမဲ့လေအဲတပ်ဖွဲ့တွေကဒါတရုတ်ဖီအားကင်းလို့ပြီးတော့ကောင်းကောင်းမွန်မွန်လွတ်လပ်စွာနဲ့ဒါတိုက်ပွဲဝင်နိုင်တဲ့တပ်ဖွဲ့တွေလည်းအများကြီးရှိနေသေးရပေါ့နော်အဲ့တော့ TNL အနေနဲ့ဒီနေရာတွေကနေပြီးတော့ပြန်ပြီးတော့ဆုတ်ခွာရမယ်ဆိုရင်ပေါ့နော်ဖြစ်များဖြစ်လာခဲ့တယ်ဆိုရင်ဘာတွေကြုံရနိုင်လဲဆိုတော့အခုတော့မှပဲဒါလာရှုနဲ့ပတ်သက်လို့ဒါစစ်ကောင်စီဘက်ကပေါ့နော်စစ်တပ်လော်ဘီတွေတက်ထောက်ခံသူတွေက အဲတော်တော်လေးဒါဝါဒဖြန့်တဲ့ပုံစံမျိုးတွေလောက်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒါလာရှိုးကပေါ့နော်ဘာမှဒါတရုတ်ကဂျာဝင်ပေးလို့ရတာမဟုတ်ဘူးပေါ့နော်သူတို့ဘာသာသူတို့ဆွမ်းဆွတ်တမန်တိုက်လို့ရတာဆိုပြီးတော့သူတို့ကောင်းကောင်းကိုဒါဟိုစိတ်သက်စိတ်ဝင်ဒါမှမဟုတ်လေဝါဒဖြန့်ချေပုံစံမျိုးလောက်ထားရတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီထောင်တောင်းချီတဲ့ထိုးစစ်တွေသူတို့ဒါထိုးထိုးထိုးစစ်တွေလုတ်ခဲ့ကြတယ်ပေါ့နော်ပြီးတော့အဲ့ဥစားရင်းနဲ့ပတ်သက်ပြီးတော့ line ball တွေကိုမတင်ခဲ့ဘူးပေါ့နော်တော်လိုင်းတက်ဖွဲ့တွေဘက်ကကြာဆုံးနဲ့ထောင်နဲ့တောင်းနဲ့ချီတဲ့မှတ်တမ်းတွေကိုသူတို့မတင်ခဲ့ဘူးပေါ့နော်အဲ့ဒါကိုမှဒါကျွန်တော်ဒီတော်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော် ဗီဒီယိုမှတ်တမ်းတွေအဲဖိုတိုတွေပေါ့နော်အဲဥစ္စာတွေကိုအဟောင်းတွေအသုံးပြုပြီးတော့ဝါရဖြန်တာပါပေါ့နော်အဲတော့ last show ကိုသူတို့ပြန်ရတယ်ဆိုတာကသူကထိုက်ထိုက်တက်တက်ပြန်ရတာပါဆိုပြီးတော့ပြောထားတယ်မရမနာထိုးစစ်စင်ခဲလို့ရတာပါဆိုတဲ့ပုံစံမျိုးသူတို့ပြောထားတယ်ပေါ့နော်အဲပြီးတော့ဒါထိုးစစ်အရှိန်ကိုပေါ့နော်အဲထိုးစစ်အရှိန်ကိုကြောက်လာလို့ MNDAA ကတရုတ်ကိုပြန်ပြီးတော့ဘောမှပြီးတော့ဂျောင်းဝင်စစ်ဆက်ခိုင်းတာပါဆိုပြီးတော့အဲ့လိုမျိုးကြီးပြောလာအဲ့တော့ ပြောင်းပြိုင်ပြောင်းပြိုင်ပေါ့နော်ဒါမင်းအွန်လိုင်းကတရုတ်ကိုပေါ်မှပြီးတော့ဒီမျိုးကိုပြန်ရဖို့အတွက်စ조사ခဲ့တဲ့လောက်ရက်မှာသူတို့ဘက်ကဘလို့ဝါလာပြန်လဲဆိုတော့အဲစစ်တပ်ကအဲ့လိုထောင်းနဲ့တောင်းနဲ့ချီတဲ့ထိုးစစ်ကြီးတွေလှုပ်လာတဲ့ခါမှာ MND ကကြောက်လန့်တကြားနဲ့တရုတ်ကိုပြေကပ်ပြီးတော့တရုတ်ပေါ်မှပြီးတော့ခုနလိုဂျာဝင်ဆေးဆက်ခိုင်းတာပါဆိုတဲ့ပုံစံမျိုးပြောသွားတာပေါ့နော်ဟာအဲ့ဒါတော်တော်စားရတယ်နော်ဒါပေမဲ့အဲမယုံမရှိနဲ့အဲ့ဘက်ကကောင်တွေကအဲ့ဒါတကယ်ယုံတယ် ကျွန်တော်ဒီဘက်အုံနောက်ရှိတဲ့သူတွေရတာဒါမဟုတ်ဘူးဆိုတာကိုသိနေတာပေါ့နော်အဲပြီးတော့ကြမြေပြင်နဲ့နီးဆက်ရင်အကုန်လုံးကသိတယ်ဗျာဒီဒီဘက်မှာဒါကျွန်တော်တော်လိုင်းကြီးဘုကိုထောက်ခံတဲ့ပြည်သူတိုင်းကအုံနောက်ရှိတယ်အဲ့ဒါကြောင့်မလို့ဒီဥစ္စာရဲ့အဖြစ်မှန်အားလုံးကသိတယ်ဒါပေမဲ့အဲ့ကောင်ဒီဘက်မှာကအဲ့လောက်ကိုအုံနောက်တည်းမဖွင့်ပြိုးဘူးမဖွင့်ပြိုးတာဖြစ်တဲ့အတွက်ခုနလိုမျိုးအသေးသားမျိုးကိုတကယ်ယုံတယ်တကယ်ကိုအဲ့ဥစ္စာမျိုးကိုယုံကြည်ပြီးတော့အဲလုံးဝလက်သီးလက်မောင်းတန်းနေတဲ့ကောင်တွေရှိတယ်အဲ့ဒါကြီးတော်တော်စိုးစိုးဝါးပေါ့နော်တို့ဘက်မှာ အပြင်ဒါတရုတ်ကိုယ်စားလှယ်လာတယ်ဆိုတာလည်းမှန်တယ်ပေါ့နော်အဲအဲ့ဒါဒါတက်မလို့ရစီကြောင်း MNDA ကအဲကြောက်လို့တရုတ်ကိုဘောပြင်းမလို့လာပြီးတော့ဒါဝင်ညှိပေးတာပါပေါ့နော်အဲအဲ့မှာဒါနောက်ထပ်ဗာပြောလဲဆိုတော့ RAM ပြည့်ဖြစ်သွားတဲ့ PDF ဒီကပဲဒီ video file နေနဲ့ဝါရဖြတ်နေတာပါပေါ့နော်အဲတက်ထောက်ခံသူတွေအနေနဲ့ပေါ့နော်အဲ့ဒါတွေကိုမကြည့်ပါနဲ့တဲ့ ပြီးတော့ကို့အပြီးဘွားတိုင်းရင်သားချင်းချင်းမလို့တက်မတော်ကဒါပြည်ပြည်ပြည့်ပြည့်နဲ့ဆက်ဆက်နေတာပါဆိုတဲ့ပုံစံမျိုးပြောသွားတာဟာတကယ်လေးစားလောက်တယ်နော်အဲ့ကောင်နေပြောသွားတဲ့ဟာလားဒါကြောင့်အဲ့လိုမျိုးတွေအဲသူတို့တွေဝါရဖြန့်မှုတွေလည်းလုပ်ကြတယ်ဗောနော်နောက်ဆုံးတော့ဒါလာရှုကအခုလက်ရှိဒီချင်းနေဖြစ်သွားတယ်ဗောဗျာအဲ့လိုဖြစ်သွားတယ်သူတို့ဘက်ကဘာတွေအမျက်ထွက်လဲဆိုတာအများကြီးပဲဗျာအဲတရုတ်ရဲ့အနိုင်ကျင့်မှုကြောင့်မလို့ဒါမျိုးကဗောနော်အသက်တွေသွေးတွေကျွေးတွေအများကြီးပိတ်ဆက်ရင်းနှီးထားပြီးတော့ဒါလုံးဝလုံးလုံးလေးကြအဲကို့အောက်မှာမရှိတဲ့အနေအထားဖြစ်သွားတယ် အဲပြီးတော့ဒါပြည်သူနဲ့တော်လိုင်းတက်ဖွဲ့တွေအထိုက်လျောက်စိတ်သက်သာစင်းတာတွေဖြစ်သွားတယ်အဲပြီးတော့ဒီကောင်ဒီဘက်မှာစိတ်သက်မြင့်တင်တဲ့ပုံစံမျိုးတွေလှုပ်လို့ရသွားတယ်ဗောနော်အဲပြီးတော့အဲ့ဒါနဲ့တက်ဆက်သေးပဲ MNDA ကလည်းဒါညီနောင်၃ဘွဲ့ဗောနော်အဲအရခတ်တက်တော် AA ရဲ့ DNL ရဲ့ MNDA ရဲ့ဒါညီနောင်၃ဘွဲ့မဟာမိတ်ဖြစ်တဲ့အတွက် MNDA ဒီလိုမျိုးခံစားရပြီဆိုတဲ့အချိန်မှာတခြားတပ်ဖွဲ့တွေရောဒီလိုဖြစ်လာနိုင်သလားအဲတခြားတပ်ဖွဲ့တွေကရောအချိန်တန်ရင်အဲ့လိုမျိုးကြီးပြန်ပေးမှလားဆိုတော့ အစိုးရိမ်မှုတွေဖြစ်လာတာမျိုးတွေရှိတယ်ပေါ့နော်။ယုံကြည်မှုတွေယော့ပါလာတာတွေလည်းတွေ့ရတယ်ပေါ့နော်။ပြီးတော့ဒါ MND တပ်ဖွဲ့တွေကိုဆိုရင်အခုဆိုရင်အဲတော်တော်များများကမကောင်းမြင်နေတဲ့ပုံစံမျိုးတွေကဆက်ဖြစ်လာတယ်။အဲတချို့ကြတော့လည်းအဲ့ဟာကိုနင်းပြီးတော့ဟိုဘက်ကနေစိတ်သက်စစ်စင်တွေပြန်လှုပ်တယ်ပေါ့နော်။ အဲတွေ့လားမင်းတို့အဲအားကိုးနေတဲ့ MNDA ကဒီလိုပုံစံမျိုးအဲတကယ်တော့ဒီအဖွဲ့တွေကဘာတက်တွေဖြစ်တယ်ညာတက်တွေဖြစ်တယ်အဲဒီနိုင်ငံနဲ့တောင်မဆိုင်ဘူးဘာညာဆိုတဲ့ပုံစံမျိုးတွေအားစားအဲသူတို့တွေစိတ်သက်စိတ်ဆင်လုပ်လို့ရသွားရှိတယ်အထိုက်လျောက်တော့ကျွန်တော်တို့ဒေါ်လာတက်ဖွဲ့တွေနဲ့ဒေါ်လာပြည်သူတွေစိတ်သက်ကြဆင်းတာရှိတယ် အဲဟိုအားမလို့အများဖြစ်တာရှိတယ်အဲဟိုဘက်ကဒါစစ်ကောင်စီဘက်ကအဖွဲ့တွေအတွက်တော့ဗောနော်အခုနလိုစိတ်တက်မြင့်တင်ရဲ့အပိုင်းတွေမှာအတုံးချလို့ရသွားတယ်ပြီးတော့ဝါရဖြန့်ချီအပိုင်းတွေမှာအတုံးချလို့ရသွားတယ်ဗောနော်အဲအဲ့ဒါကတော့ဒါကြောင့်အကျိုးဆက်တွေအနေနဲ့ခန်းစားရတဲ့ဟာဗောနော်အဲ့တော့ဒီ TNL အနေနဲ့လဲအခုနလိုမျိုးသာဖြစ်လာခဲ့တယ်ဆိုရင်ဒါတွေကကျွန်တော်တို့ထပ်ကြုံရနိုင်နေဗောနော် ဒါပေမဲ့ TNL ကအခုလိုပဲစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကိုလုံးဝပြောင်ပြောင်တင်းတင်းပယ်ချတာမျိုးတွေဆက်ပြီးတော့တင်းခံသွားမလားအပြီးတော့ဒါစစ်ကောင်စီအလိုကြလုံအောင်မလားဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့နောက်ထပ်လာမယ့်တွေ့ဆုံမှုတွေမှာဆက်ပြီးတော့ကြည့်အောင်မယ့်အနေထားရှိတယ်ပေါ့နော်အဲနောက်တစ်ခါတော့ကျွန်တော်တို့ဒါဗမောအနေထားပေါ့ဗမောအနေထားကလည်းတော်တော်လေးချင်းကြီးကောင်းတယ် ချင်းဒီကောင်းလဲဆိုအားလုံးလည်းသိကြပါတယ်အဒီရက်ထဲမှာတက်လာတဲ့သတင်းချက်လက်တွေအဲတချို့လည်းမှတ်တမ်းပုံလေးတွေတက်လာကြရရှိတယ်ဗီဒီယိုဖိုင်ကလစ်လေးတွေတက်လာကြရရှိတယ်အားလုံးကအချင်းချင်းကောင်းတဲ့အရာတွေကြီးပဲဒါပေမဲ့ဒီအောင်မြင်မှုတွေပေါ့နော်ဒါကအောင်မြင်မှုဖြစ်လာမယ့်အရာပေါ့အဲအောင်မြင်မှုရဖို့အတွက်ကိုတက်ဖွဲ့တွေဘယ်လောက်ထိရင်းနှီးခဲ့ကြတယ် ပေးဆက်ခဲ့ကြရတဲ့ဆိုတဲ့ဟာတွေလည်းအများကြီးရှိတယ်ဗောနော်အဲကြောင့်မို့လို့ဒါကြောင့်တက်နိုင်တဲ့ဟာတော့ why ကူတင်တယ်အခုဆိုရင်ဒါသတင်းတွေမှာတက်လာတာတွေ့ရမှာဗောအဲ viewer ကုန်းနေရာကိုပြန်ဆုတ်သွားတယ်ထောင်ဘက်ချမ်းနေပြီး viewer ကုန်းနေရာကိုပြန်ဆုတ်သွားတယ်ဆိုပြီးတော့လည်းပြောကြရရှိတယ်တကယ်တကယ်တမ်းအမှန်ကအဲ့နေရာက viewer ကုန်းမဟုတ်ဘူးဗောနော်မဟုတ်ဘူးမဟုတ်ဘူးဆိုတော့ရှားကြောင်ပြောမဟုတ်ကျွန်တော်တို့ရှိစဉ်တော့အဲ့ဒါ viewer ကုန်းမဟုတ်ဘူးအဲ့ဒီနေရာကဒါဒါစကားစမှုနေတဲ့နေရာဗောနော်ပြီးရင်ဒုစကားမှုနေတဲ့နေရာအဲ့လိုနေရာမျိုးသူကပြောရရင်ကောင်းတုံရိတ်တာလို့ပါလို့ရှိတယ် အဲ့ဒါကြတော့ဒါတိုင်းမူးတွေဒူတိုင်းမူးတွေအပြင်အဲကဆတ်ထမူးတွေအဲအဲ့လိုဒါအကြီးပိုင်းကောင်တွေပေါ့နော်အပကျုပ် level တွေအကြီးပိုင်းကောင်တွေတက်စစ်လာတာတော့ဘာလို့တက်ကိုဝင်တာတော့ဘာလို့ဆိုရင်အဲ့လိုနေရာမျိုးမှာသူတို့ကို VIP နေရအနေနဲ့ထားတဲ့ရိတ်တာပေါ့နော်အဲ့လိုရိတ်တာမျိုးအဲပြီးတော့အဲ့ဘက်ချမ်းမှာကသူကထောင်နဲ့ကက်ရက်ဘက်ချမ်းပဲပေါ့နော်ပြောရမယ်ဆိုရင်အနောက်မှာမြစ်ရှိတယ်သူကကျောကျောပေးထားတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာဝင်သွားမယ်ဆိုရင်သူကအဲ့လိုတောင်ကုန်းပုံစံမျိုးတွေဖြစ်နေတာပေါ့တောင်ဆုံးတောင်ကုန်းပုံစံသူကခန်းစစ်ပြင်လို့ကောင်းတဲ့နေရာမျိုးဖြစ်နေတာအဲ့ဒါကြောင့်မလို့ဒီကောင်ကြီးအခုဆိုရင်ဒါသူကဒီခန်းစစ်ပြင်ထား ားတဲ့ဂုံးတစ်ခုအနေနဲ့ပြောင်းလဲပြီးတော့အသုံးပြုလိုက်တာဖြစ်တယ်ပေါ့နော်အဲပြီးတော့အိုက်ထဲမှာဆိုရင်ဒါရှိုးရှိုးပုံစံလေးတွေရှိတယ်အေးကျုံးပုံစံလေးရှိတယ်ပေါ့နော်အဲရေစီးနေတဲ့ဒါချောင်းပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲဖြတ်တန်းရခက်တဲ့ဒါဘာဘာအတားစီးလိုဟာမျိုးလေးတွေသူအိုက်ထဲမှာရှိအိုက်အေရီယာထဲမှာရှိနေတာပေါ့နော်အဲကြောင့်သူအိုက်ဥစ္စာကိုတွက်ချက်ပြီးတော့ခုနလိုခန်စစ်ပြင်ဖို့အတွက်ကိုအသုံးပြုသွားတဲ့နေရာတစ်ခုဖြစ်ပေါ်များတယ်ဒါပေမဲ့အဲ့နေရာအထိကိုသူကနောက်ဆုံးနောက်ဆုံးခန်စစ်စီးလို့ပြောလို့ရတဲ့နေရာပေါ့နော်အဲနောက်ဆုံးဒါအောင်မြင်ဖြစ်မဲ့နေရာအဲ့နေရာအထိကိုသူကဒါဆုပ်ကပူပေါင်းရတဲ့အနေအထားကြီးဖြစ်လာနေပြီထွက်ပြေးပူ ပေါင်းတဲ့အနေအထားအထိပြစ်လာနေပြီပေါ့နော်။အဲတော့အဲအဲ့လောက်ထိအခြေအနေကောင်းနေပြီဆိုရင်လည်းကိုကဒါကျွန်တော်တို့တွေတော်တော်လေးကိုရေခုန်နေရတယ်ဗျာ။အဲပြီးတော့ဒါမျိုးတဲ့ပတ်ဝန်းကျင်မှာဆိုလည်းအဲဒီတော်လိုင်းတက်ဖွဲ့တွေပေါ့နော်။တလိုင်းပူပေါင်းတက်ဖွဲ့တွေအများကြီးဝင်ရောက်နေရယူလာတဲ့မျိုးတွေဖြစ်လာနေပြီ။ထိမ့်ချုပ်ထားနိုင်တဲ့နေရာတွေအများကြီးဖြစ်လာနေပြီ။အဲဒါကိုလည်းသတင်းနေရနေပြီးတော့ဒါသိလိမ့်မယ်ပေါ့နော်။ပြီးအဲ့မှာကျွန်တော်ထပ်ပြီးတော့အားရစရာတစ်ခုရှိတယ်။အဲ့ဒါတော့အာအာခတ်တော်အေအေပေါ့နော်အာဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကနေပြီးတော့ဒါသတင်းဌာနတစ်ခုကနေပြီးပေါ်ပြထားတွေ့ရတယ်အဲ့ဒါကတော့အဲသူက ဒီဗမော်တိုက်ပွဲမှာဝင်ရောက်တိုက်ပွဲဝင်နေတဲ့အာခတ်တက်တော် AA ရဲ့ဒါစစ်တီတယောက်ကိုပေါ့နော်ဖုန်းကနေလှမ်းပြီးတော့သူစကားပြောနေတဲ့ပုံစံမျိုးပေါ့နော်စိတ်တမြင့်တဲ့ပုံစံမျိုးအနေနဲ့ဒါပြောတဲ့ဟာမျိုးလေးရှိတယ်အဲနောက်ထပ်အားရစရာတစ်ခုကတော့ဒါအာခတ်တက်တော် AA ရဲ့တပ်ဖွဲ့ဝင်နေပေါ့နော်အဲ့ဘက်မှာဝင်ရောက်တိုက်ခိုက်နေပြီဆိုတဲ့အဲ ဒါဟိုပါဗောနော်သတင်းကောင်းဗောသတင်းကောင်းဆိုဘာဖြစ်လို့လဲဆိုတော့ဒါသတင်းဌာနတစ်ခုကတက်လာတာရှိတယ်အဲအားကတက်တော့အေးဒါဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဗောနော်အဲတပ်ဖွဲ့ဝင်တယောက်ကိုဒါသူလှမ်းပြီးတော့အားတက်စရာအကြောင်းစကားမျိုးပြောနေတာမျိုးဒါမိန်ကွန်းပြောနေတဲ့ပုံစံမျိုးဗောနော်ဗီဒီယိုကောနဲ့ပြောနေတဲ့ဟာမျိုးကိုဒါတင်ထားတာလေးတွေ့ရတယ်ဗောနော်အဲအဲ့ဒါဘာလဲဆိုတော့ဒါသူကကချင်ဗောနော် KIA ရတဲ့ ရခိုင်နဲ့အေအတွက်ထာဝရအကောင်းဆုံးမဟာမေးဖြစ်တယ်ပေါ့နော်။အတို့အေတွေအနေနဲ့ကရှင်ပြည်သူပြည်သားတွေကိုကျေးဇူးဆရမယ့်အချိန်ကဒီနေ့အကောင်းဆုံးအချိန်ပဲပေါ့နော်။လက်ရှိဘုံဘုံတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်တွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါရန်သူကိုမညှပါနဲ့ပေါ့နော်။ပြီးတော့ဘုံဘုံမျိုးကြီးကိုတင်းပိုက်ပြီးကရှင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေစ조사ကြပါပေါ့နော်။အဲ့လိုပုံစံမျိုးပြောသွားတာပေါ့နော်။အဖိုးချုပ်တယောက်အနေနဲ့ဥဆောင်နဲ့ခေါင်းဆောင်တယောက်အနေနဲ့သူ့ရဲ့ရဲဘော်တွေကိုမှားကြတဲ့အမှားစကားပေါ့နော်။အမှားစကားတော့မှတကယ်မိုက်တယ်။ဒါဒါကရှင်ပြည်သူတွေအတွက်ပေါ့နော်။ကရှင်ပြည်သူတွေအတွက် ဒါကျေးဇူးဆက်ရမယ့်အချိန်ရောက်ပြီပေါ့နော်အကောင်းဆုံးမဟာမေးဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါစူးစမ်းကြပါအဲပြီးတော့ဒါလုံးဝရန်သူကိုမညာပါနဲ့တိုးတိုးလေးဗျာတိုးတိုးလေးနဲ့နည်းနည်းလေးနဲ့အရန်ထိရောက်တဲ့ဇာတ်တွေကိုပြောသွားရလို့ဒါကျွန်တော်တို့ခံယူမိတယ်ပေါ့နော်အဲပြီးတော့အတက်ဆရာအကြောင်းအရာကြီးပဲပေါ့နော်အဲပြီးရင်ဒါသူပြောလိုက်တဲ့ဟာဒါဇာတ်လေးအဲခုနလိုဖြစ်ရလေးတခုဆိုပေမဲ့အဲ့တိုက်ပွဲမှာဒါပွဲသိမ်းဖို့အတွက်ပွဲသိမ်းနိုင်ဖို့အတွက်အေးတပ်ဖွဲ့တွေကဝင်ရောက်ကူညီနေပြီဆိုတော့တရင်ကောင်းကိုပြောပြချင်တာပေါ့နော်အခုပြောနေစဉ်တော့တွင်းမှာကိုတရင်ကောင်းနေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါ ပြောလို့ရတဲ့လောက်ဟာကိုပဲကျွန်တော်တို့ပြောခဲ့ကြတာပေါ့နော်။ဘာဖြစ်ဖြစ်ကျွန်တော်အောင်မြင်မှုတွေကတော့နီးကပ်လာနေပြီ။ပြီးတော့ ID ဗမောရသွားပြီဟေ့ဆိုတဲ့အချိန်ကျရင်ကျွန်တော်ပြိုဆင်းလာမယ့်အင်အားကြီးတွေကိုတွက်တာကြည့်လိုက်တော့ဘာဖြစ်လို့လဲဆိုတော့ဒါဗမောကနေဆက်ဆင်းလာမယ်ဆိုရင်ဒါရွှေကူအဲကတာပေါ့နော်ကတာဆိုလဲခုနကလိုပဲအင်တော့ဘက်ကလာမယ်ဆိုရင်ဘာမှမကြဘူးပေါ့နော်ပြီးရင်အဲ့မှာရှိတဲ့တက်ဆိုလဲဒါတရင်တရင်ပဲရှိရဖြစ်တဲ့အတွက်အဲဘလောက်မှကိုတိုက်ဆံမလို့တဲ့အနေထားပေါ့နော်အဲပြီးတော့ဒါဒီကတာတို့အဲရွှေကူတို့ပြီးရင်အင်ဒိုတို့အဲဒါမျိုးပုံစံမျိုးတွေကိုရသွားပြီဟေ့ဆိုတဲ့အခါကျရ ရင်ဒီဘက်ဆက်ဆင်းလာမယ်ဆိုရင်ဒါလဘခဘက်ကအလွယ်တကူနဲ့ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အနေအထားတွေဖြစ်သွားမယ်ပြီးတော့လဘခထဲမှာလည်းဒီရက်တိုင်းပဲကျွန်တော်အလယ်ပိုင်းထဲမှာအဒေါ်လာတက်ဖွဲ့တွေကတော်တော်လေးကိုစုစုစည်းစည်းအနေအထားဖြစ်လာနေပြီပြည့်ပြည့်စုံစုံဖြစ်လာနေပြီအဲ့ဒီအနေအထားတစ်ခုမှာခုနအောင်ပွဲရတဲ့အဖွဲ့တွေကပြန်ပြီးတော့ပေါင်းစည်းမိပြီဟေ့ဆိုတဲ့အချိန်မှာ နောက်ထပ်အောင်ပွဲကြီးတွေထပ်ပြီးတော့ဖြစ်လာနိုင်ခြင်းအများကြီးရှိလာပြီပေါ့နော်အဲ့လိုပြိုဆင်းလာတဲ့အင်အားတွေကိုစစ်တပ်ကခုနလိုပေါ့နော်သွားတော်မပါတော့တဲ့ဒါစစ် OE တွေကဘလို့တားမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်မယ်ပေါ့နော်ပြီးတော့ဒီအခုရှေ့ဒါပုံမတိုက်ပွဲမှာအောင်မြင်ခဲ့ပြီဟေးဆိုရင်နောက်တိုက်ပွဲတွေမခက်ခဲတော့ဘူးလို့ဒါကျွန်တော်ကတော့ယူဆတယ်ဗျယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်ကအဲ့တပ်မှာစစ်ကောင်စီဘက်မှာပေါ့နော်တကယ်ကိုသူတို့အတွက်ကတော့ရွရွချွန်ချွန်တိုက်ပွဲဝင်နိုင်တဲ့ခုခံစစ်ဆင်နိုင်တဲ့သူတယောက်အနေနဲ့မတန်းဝင်နေတဲ့သူပေါ့နော်အဲတော်တော်လေးဒါအာကူရတယ် တို့အတွက်အားကိုးရတယ်ဆိုရယ်သူတယောက်ပေါ့နော်အဲ့လိုလူမျိုးကိုတော့အောင်မြင်ပြီဆိုရင်တော့ကြံတဲ့ဟာတွေကတော့တကယ်ကိုလွယ်လွယ်ကူကူအနေထားတွေဖြစ်သွားနိုင်မှာသိကြတယ်ပေါ့နော်အဲ့လိုပဲဖြစ်ဖြစ်ဒီရက်ထဲမှာကျွန်တော်သတင်းကောင်းတွေဆက်ပြီးစောင့်ကြည့်ကြပဲလို့ရတယ်လက်တလုံးမှာကိုပဲသတင်းကောင်းတွေအများကြီးရှိတယ်ဒါကရင်ပြည်နယ်ဘက်မှာဆိုလဲဒါစစ်ကောင်စီဘက်ကထွက်ပြေးတဲ့ဗီဒီယိုဖိုင်တွေထပ်ထွက်လာဖို့ရှိပါတယ်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဗီဒီယို